ဟေယောအလုံးပဲမင်္ဂလာညချင်လေးပါမေလာ20ရက်နေ့ရညနေပိုင်းအထူးတရမြတ်ကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော် channel ကိုချင်းပြပြကြည့်ရှုပေးနေတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးများကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တင်လေးတွေစကြရအောင်ကချင်ပြည်နယ်ဗမောမြို့တောင်စကူလာဒီစစ်တပ်ရဟန်းရင်တုံးစီကို KIA ပူပေါင်းတပ်များကယနေ့ပြစ်ခတ်ခဲ့ရာ20ထိမှပြတ်ကျမှုရှိကြောင်း KIA ပြောရေးဆိုခွင့်ရှိသူဘူမှုကြည်နိုဘူးကပြောဆိုထားပါတယ်။ဒီနေ့မွန်းလွဲတနာကြီးမှာပမောစကခ23တဲကိုစစ်ကိုအင်္ဂါလာဖိတဲ့ရဟန်းရှင်တုံးစီစင်တဲ့အဒီမာပိခယမာနစီတီမန်တဲ့ရဟန်းရှင်တစီကတော့ဆွေကူနဲ့15မိုင်အကွာမှာပြုတ်ချပြီးတော့မိလောင်ပျက်စီးတယ်။နောက်ထပ်တစီကတော့ဆွေကူမှာအရေးပေါ်စင်တရတဲ့ဟု KIA ပြောခွင့်ရဘူမှုကြည်နိုဘူးကပြောဆိုထားပါတယ်။ အားရရှာတရင်ဖြစ်ပါတယ် KIA ပူပေါင်းတက်တွေတားလီစားပါတယ်ကောင်းလိုက်တဲ့ the den of the den မေလာစငါရင်းနေတွေတင်းတာရီတိုင်းခမောက်ကြီးမြုပ်နေအခြေဆိုင်ခမရ430တက်ရင်မှစစ်မှုထအပစင်စီတင်တန်းစင်တတတိတူတနတ်တလက် KIA မြာယူဆောင်လာပြီးအလင်းဝင်လာကြောင်း People Defense Force မြစ် KIA တက်ရင်တုံးမှတာဝန်ရှိသူတအူးကပြောဆိုထားပါတယ်ကောင်းလိုက်တဲ့ the den of the den မြန်မာနိုင်ငံတွင်ရေခမ်းမိခံကောင်းများနှင့်လောက်အားအင်းအမိများရှိတော်လေနိုင်ငံသားများအမှန်တကယ်အလောက်မလောက်တဖြစ်ဝင်ငွေနေရွယ်ကုန်စည်နှုံးများဒုမိလာချောင်းအကျံဖက်လူတတမဝရံပီခွေးခေါဆောင်ငဒူးလှိုင်ခါ နေပြည်တော်အစီအဝေးတွေပြောဆိုထားပါတယ်အကြံဖက်လူတက်တမဝရံပြီခွေးခေါင်းဆောင်ဒီယမနေ့မေ19ရက်ကနေပြည်တော်တွေပြောလို့တော့စစ်ကောင်စီအလုံငန်းညုံနိုင်အစီအဝေးနိုင်ထူတော့ထစ်သွင်းပြောဆိုခဲ့ကြောင်း၎င်းတော့ဝါဒဖြစ်တင်းစာအရတီးစီရပါတယ်ရေခမ်းမေခမ်းတော့ရှိတယ်လေငဒူးလိုင်းရဲ့လောက်ဆရာမှမရှိတာအလောက်ကောင်းတွေရှိလို့ဆိုရင်လောက်မှာပေါ့မင်းတို့စစ်ခွေးတွေကပေါ်တာမဆွေးရင်လောက်မှာပေါ့ဖွေးမှဒါမစေးချင်ဘူးနောက်တည် ရခိုင်ပြည်ကျောက်ဖြုံမြို့နယ်မင်းတက်တောင်စီစစ်ကောင်စီရဲ့ကာကင်းစခန်းကိုအရခတ်တတော်အေကမေ20ရက်ဒီနေ့မနေ့တင်ပရရှိခဲ့ပြီးလို့စီရေးတရင်ရမိကပြောဆိုထားပါတယ်။မင်းတက်တောင်စခန်းကိုဒီမနေ့9နိုင်ခွဲမှာအေအေတပ်ဖွဲ့တွေကစတင်ထူစစ်စင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမနေ့ကုန်တနာရီလောက်မှာအပိသက်တင်ပရရှိခဲ့တယ်လို့သိရှိရပါတယ်။အေဒီမင်းတက်တောင်စခန်းတင်တိုက်ပွဲနဲ့ပတ်သက်ပြီးအေအေဖက်ကတော့တရင်ထုတ်ပြန်ထားတာမရှိသေးပါဘူး။ ါပေမဲ့စခန်းကတော့တင်းပိတ်ထားတယ်ဆိုတာကတော့အမှန်ဖြစ်ပါတယ်။ကောင်းလိုက်တဲ့တတင်းတော့တတင်းရန်ကုန်တိုင်းရုတ်တရက်မြုပ်နေထဲမှာအပြင်ထွက်တဲ့လူငယ်နှစ်ယောက်ကိုစစ်ကောင်စီတပ်ကတနက်နေ့လိုက်လံပြီးခပ်ဖမ်းဆီးခဲ့ပေမဲ့လူမျိုးသားတွေလုံးမျက်မြင်တွေ့ရှိခဲ့သူတွေစီကနေသိစီရပါတယ်။ကားနဲ့ကင်းပတ်နေတဲ့စစ်သားတွေကတနက်နေ့ပြီးခပ်ဖမ်းဆီးခဲ့ပေမဲ့ထွပီလူမျိုးသားတာလို့ဆိုပါတယ်။မျက်မြင်တွေ့သူတယောက်ကကျောက်တတာမြုပ်နေတရက်ွက်ဘူချောက်အောင်ဆန်းလန်းနဲ့ တုံးစလေးလာမှာကပိုကစင်ပီတနတ်နဲ့လိပ်ပိတာကန်ကောင်းလို့လွတ်သွားတာလို့ပြောပါတယ်မြန်မာပြည်ကမြို့ပေါ်မှာရှိတဲ့သူငယ်ချင်းတွေညမှာအထွက်အသွားလာကယူစိတ်ပြီးမှထွက်သွားကြပါလို့ဒီကနေ့မှချက်ချင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့စစ်ခွေးတွေတောင်းချက်နေလို့ပါနောက်တဲ့အေယာဝတီတိုင်းပတင်ခရိုင်ငပုတုံးမြုံနေမှာစစ်ကောင်စီကအောက်ချုပ်ရေးမှုတွေကရွေးပေးထားတဲ့ပြည်သူလုံးချုံရဲ့အဖွဲ့ဝင်စုသူတွေကို တယောက်ချက်နဲ့တင်းလေးထောင်ပေးပြီး PDF နဲ့ data ထူးခြားတဲ့ဒင်းတွေကိုအဓိကထားစုံစမ်းပေးပို့ချဖို့စီယုံခိုင်းတယ်လို့သိရပါတယ်။စစ်ကောင်စီကငပူတော်မြောက်နေမှာစစ်ကောင်စီခန့်ရက်ကွက်နဲ့ခြေရအောက်ချုပ်ရေးမှုတွေကရွေးချယ်ပေးထားတဲ့ပြည်သူလုံခြုံရေးအဖွဲ့ဝင်စုတို့အယောက်90ကိုမေစကူရက်ကမြောက်နေအောက်ချုပ်ရေးအဖွဲ့ယုံအစီအဝေးခတ်မှတ်မှာစစ်ကောင်စီခန့်မြောက်နေအောက်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူက တယောက်ချက်နဲ့တင်းလေးထောင်ထုတ်ပေးပြီးမှချက်ပြုတ်စုစီယုံခိတာလို့ဆိုပါတယ်။အဲ့ဒီငပူတော့ကကောင်90ကိုလည်းမကြခင်မေဩသာရဖြစ်သွားမှာပါ။ပြီးသူတွေတတိထားချက်ပါ။နောက်တည်းမန္လေတိုင်းတောင်တာမြုံနယ်တောင်တာကျောက်ပတောင်းလမ်းပေါ်ကစစ်ကောင်စီတပ်အထိုင်ကိတ်နဲ့ဝန်ထမ်းအင်ယာစီနင်းတိတ်ခိတ်ခံရပြီးစစ်ကောင်စီလက်အောက်နန်းစီဒီအဝန်ထမ်းကျောက်ဦးအပါဝင်စစ်တအူဖမ်းဆီးခံရတယ်လို့ဒေသကကွေရဲတပ်ဖွဲ့တွေနဲ့နှိစက်သူတွေထံကသိရပါဗျ။ မေစကူရဲ့ယမနဲ့မနဲ့ရှိနိုင်ခတ်မှာစစ်ကောင်စစ်တပ်ဖွဲ့အင်အားသုံးစေကျော်စီအထက်ပါစစ်စေးရိတ်ကိတ်နဲ့အမှတ်၅ရပ်ကွက်စီဝန်ထမ်းပေါင်းစုံနေထိုင်တဲ့အင်ယာကိုဒေတာကာကွယ်ရဲ့အဖွဲ့တွေကဒီပန်တီဝင်ရောက်တိုက်ခိုက်စီနင်းခဲ့တယ်လို့ဆိုပါတယ်သဘောကျတယ်ကွာကောင်းလိုက်တဲ့တတင်တော့တတင်တတွင်တတင်ပေါက်ကြတယ်လို့ဆိုပြီးရခိုင်ပြည်ကြောက်ပြုံမြုပ်နေမှာရှိတဲ့စစ်ကောင်စီတိုက်ရင်တွေကရခိုင်လူမျိုးအဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကန်ဆောင်ထားတဲ့ဖုန်းတွေတင်းစီခံထားရတယ်လို့သိရပါတယ်။ကျုပ်ဖြုံမြုပ်နေအခြေစိုက်တရင်တွေမှာနေထိုင်တဲ့ရခိုင်လူမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကိုတက်တွင်းတင်းတွေပုတ်ချမှုရှိလာတဲ့အတွက်လို့ဆိုပြီးသူတို့ရဲ့လက်ကင်ဖုန်းတွေကိုစစ်ကောင်စီကယခုရက်ပိုင်းအတွင်းတင်းစီတွတ်တာဖြစ်တယ်လို့ကျုပ်ဖြိုဒေတာကန်စစ်ကောင်စီမိသားစုဝင်တွေနဲ့နှိဆက်သူတယောက်ကပြောဆိုထားပါဗျ။အခုဆိုရင်တော့တက်တွင်းထဲမှာရှိတဲ့မိသားစုဝင်တွေကို ဖုန်းဆက်လုပ်မရတော့ဘူးဆက်တွေ့လုပ်မရတော့ဘူးလို့လည်းပြောဆိုထားပါတယ်။စီခွေမိသားစုတွေထောင်ကြပြီဖုန်းကင်လုပ်လည်းမရတော့ဘူး TikTok ဆိုလုပ်လည်းမရတော့ဘူး။ကောင်းလိုက်တဲ့တင်းပြောဖို့မေးသွားတယ်ပြောရအောင်မယ်။ KIA ကပစ်ချတဲ့ရဟန်းရင်းစီကိုစစ်ကောင်စီစစ်ခွေတွေစီမှာတင်းစီထားတဲ့လက်နက်နဲ့ပစ်ချခဲ့တယ်လို့ဘုံမှုကြီးတော်ဘူးကပြောဆိုထားပါတယ်။ပြီးလို့ဆိုရင်မြို့ဟာမှုအတိဆက်ဆက် မြို့ဟာမှုကြီးငင်းငီထွန်းတဲ့အရောက်စေကောင်တေဆုံးသွားတယ်လို့သိရပါတယ်။ဘဘကြီးရဲ့အလှူနဲ့ပြချက်ခဲ့တာဖြစ်ပါတယ်။ဂျေယူတင်ပါတယ်လို့ဘဘကြီးမေလာနစီရင်းနေရင်းနေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲကေတာဆိုရင်တော့ကျွန်တော်တို့ဒီဗီဒီယိုလေးနဲ့စကြရအောင်ကျွန်တော်အေးရောက်တဲ့ဒီပါလေးရှိသေးလားဟုတ်မိကမရှိတော့အခုဘယ်လိုနေရကျွန်တော်အဖွားနေနေငါလည်းဘယ်လိုခေါ်လဲကျွန်တော်လည်းလက်နေတော့ လက်ဒူတော့ဟုတ်ကဲ့မင်းနာမည်အဆမ်းမယ်ဟာအဆမ်းဆိုစရာကျောင်းငငယ်တော့ကနေခဏခဏလန့်တယ်လန့်ရင်လည်းအသားလေးကပူးပူးသွားပြီထောင်ထောင်တက်လိုက်အဆိုရင်ငါတို့မနက်ဖြန်ခါကျရင်မင်းတို့တင်တန်းတက်ဖို့အတွက်ရည်စည်းရိတ်ထုတ်ပေးမယ်လွယ်တာရိတ်ထုတ်ပေးမယ်ကြတော့မင်းအိမ်မှာရှိခဲ့တဲ့အမ်မိသားစုတွေဘာတွေမှာကြနေလဲကျွန်တော်တင်တန်းဘယ်လောက်တက်ကျနော်ဘာငါတို့ကတော့ပြောမလို့6လပါဒါပေမဲ့အခုအချိန်ကြီးကတော့ငါတို့ဟိုလောက်ပဲ3လလောက်ပဲတက်တယ်3လလောက်ပဲဟုတ်ကျွန်တော်အဖေါ့အမားကျန်တယ်ဒီခုတော့ပြောပြဒီပြော ဟုတ်3လကျော်ပြီး4လလောက်နေလို့မှမဆက်သွင်းဆုံးတော့ခိုင်းလို့ရက်လက်ဆုံးလို့ရက်လက်ဆုံးတော့ဟုတ်တခြားဟောဟုတ်ကျော်ဒီဝင်ဝင်ကြီးမှလည်းကျွန်တော်မဲလေးနိုင်ချင်ပါအာမဲနိုင်ချင်ဟုတ်အခုတော့ကျွန်တော်တရင်ကြရလေအင်းတော်သေးလေးမဲနိုင်ပြီအာမပူနဲ့အဲ့ဒါတော့ရတယ်အာပြီးခဲ့တဲ့ဘက်ကကိုတို့ဒူရင်မှုကြပါလားအာကလေးနှစ်ယောက်နဲ့မတ်တယ်မျိုးဆိုရှိတယ်အာသူ့ကိုအာငါညီနိုင်မယ်ဆိုလို့ရှိရင်ရှင်းတယ်မထွက်ခင်ကနင်းပေးနိုင်ပြီမနော်မတ်တယ်ကင်းလေးမိမလေးတို့ကြောအာဟုတ်ပါ တော့နောက်တစ်ခုပါမှာကြားခြင်းနေတယ်အကျော်လာစာလေးရေပါကြမှာအပေါ့ဟုတ်ကဲ့ဘာလုပ်ပြရမလဲပုံမှန်ထောက်ပါမှာလားကျွန်တော်ရှိတဲ့ချိန်ပဲထောက်ပါမှာအာအဲ့တော့ဘယ်လိုလဲဆိုတော့မင်းရှိတဲ့ချိန်အားငါတို့ပုံမှန်ထောက်ပါမယ်တေးဝိုင်းတေးဝိုင်းတော့ငါတို့စားမှာပေါ့ဘုန်းကြီးစားဖွားဘူးလက်ဘူးအဲ့ဒါမှမဟုတ်ဘူးနဲ့ငါတို့ကမင်းတို့အဖွားကိုလည်းခြာပြန်ငါတို့လည်းထားမှာမင်းကသွားမယ်လမ်းစိတ်တွေရှိသေးတယ်ကွာအညီရတယ်ပြီးတော့ဘာမှကြမ်းကြည့်နေကွာဆက်ပြောကုတ်တော့ပါဘူးတော်မမတော့ အဲ့ဒါဆိုရင်မနေ့ကကျတော့ရဲဘော်ရှိတော့နော်ဟုတ်ရှေ့တန်းတော့ပစ္စည်းဆောင်ပါလိမ့်မယ်ဘာပစ္စည်းလဲဟိုပိစလူတို့ဆာရွက်လူတို့ဒါမျိုးပြောတာအာဟုတ်တယ်ဆရာဆရာဟုတ်ပြီဟာတော့ကွာဒါတော့ငါတို့ရဲ့တက်မတော်သားကြီးရဲ့မရှိမဖြစ်ရဲ့ဒါလက်နက်လို့ဟုတ်ကဲ့ဒါဆိုရင်မင်းမနေ့ကရဲဘော်မေးတယ်နော်ဒါအမှန်တကယ်ပဲအမှန်တကယ်ပါစီကွေတွေလာကြည့်ကြအောင်တဘောချရတယ်ကွာမေးတယ်မေးတယ် ကေဒါဆိုရင်တော့နောက်ဗီဒီယိုရေးမီတော်တော်ရဲ့အင်တာဗျူးတစ်ချက်လောက်နားဆင်ကြည့်အောင်ဝန်ကြီးလွတ်မြောက်ရေးတက်ကြော MLA ဝန်ကြီးရိုဒိုက်ဂျီဒူဒရုန်းဌာနမှာတာဝန်ထမ်းဆောင်ရေးရဲဘော်တော်တော်ဟန်ပဲဖြစ်ပါတယ်2023လပိုင်းလောက်ကတော်ရုံစားရောက်လာခဲ့ဒီမှာတော်ရုံစားရောက်ရောက်ချင်းပါတယ်ဒီမှာအခြေခံစစ်တမ်းများပါတယ်ဒီမှာတက်မှာ6ခွင်းထဲမှာတက်ခဲ့ရတယ် ဒီအခြေခံစစ်စစ်နဲ့ပြီးလဲပြီးွားရောဒီမှာရှေ့ရန်တွေ့ပြီးတော့လှုပ်လှုပ်ချင်းခဲ့ဒီ drone အခြေခံရေတက်ကတာညီမတနစ်လောက်တရတနစ်နီးပါးလောက်တက်ကရေလိလာရေဒီ PC ရေနဲ့အကျွမ်းတဝင်ဖြစ်အောင်တင်ယူရေပြီးတော့ဒီ PC ကိုဘယ်လိုကင်တွဲရမလဲဘယ်လိုအသုံးပြုရမလဲဒီ PC ရေဘယ်လောက်ဒီ ND များလဲဆိုတော့တင်ယူခဲ့ရေချိန်နဲ့ကြာလာရေမြတ်ဒီ PC ရေနဲ့ရင်းနှီးလာရေအသုံးပြုတတ်လာရေမပရမအူဆုံးတိုက်ဝဲဝင်ခဲ့ရတဲ့နေရာကြတော့ဒီဂျုံတူး905 906တိုက်ဝဲ ပြီးတော့ခြားနေရာတိုက်ဝေးရင်ပါလေတတော်များမှာသွားခဲ့ရရင်ကွာဥပမာဆိုရင်ချောင်းနှခွားရှိမယ်ကြုံတိုးရှိမယ်ပြီးရင်ကြုံတိုးချိုင်းတရားရှိမယ်ပြီးကော်ဘင်းရှိမယ်ပြီးကြိုင်းထုံဘက်ကြီးရှိတွေးခဲ့ရအတွေ့အကြုံကတော့အဲညီမတို့တိုက်ဝေးရေးဝင်မယ်ဆိုညီမတို့ဘက်ကဒရုန်းကွာဟိုအသင့်အကျင့်မရှိဘူးကွာလိုအပ်ချက်တွေအများကြီးအသီးဆိုလည်းအသီးမာတီဆိုလည်းမာတီဒရုန်းဆိုလည်းဒရုန်းကုတရုံများလိုအပ်ခဲ့ကွာဒရုန်းတက်မယ်ဆိုရင်အခက်အခဲဖြစ်ခဲ့ရတယ်လည်းရှိရဲ့ လုံးမယ်ဆိုရင်လုံးခရရမရှင်နေလဲရှိရင်ဘုံဒီပုံလောင်းမှုမရှိလို့ဆိုပြီးတော့ညီမတို့ချင်းချင်းပြီးလုံးခရရပွဲဆိုလဲရှိအဲ့ဒါခက်ခဲပြီးအမှတ်တရရေပြောရမယ်ဆိုရင်တော့ဒီချောင်းနှောက်ခွားတိုက်ပွဲပေါ့ချောင်းနှောက်ခွားတိုက်ပွဲမှာဆိုရင်ညီမတို့အဲ့လို drone တက်တယ်ကွာ drone တက်ပြီးတော့မောက်သွားချရဲပြန်လာရဲမောက်သုံးတဲ့ drone တွေဆိုလဲကွာဟိုခန်းနေရမရှိရောဘက်တရီဆိုလဲကျလာအဲ့လိုမျိုးဖြစ်တယ်ဆိုတော့ဆက်တရချိုးရင်းလာသုံးပြုလို့မရဘူးပစ္စည်းမှုတွေလည်းရှိရဲ့ ပြီးမမေးရပြောရမယ်ဆိုရင်အဲ့လိုမျိုးဟိုဆောင်းနှောကတိုက်ပွဲမှာပေါ့ကွာဒီစာကားစားဘက်ကလက်နဲ့ချလင်းဝင်လာတဲ့တက်သားရည်တွေရှိဘယ်သူကညီမတို့ဗာမီးလဲဆိုတော့ဒီ drone တွေကိုမောင်းနေရနေလုံးတာပေါ့နော်အလို့ထင်တာကမြို့ထက်အသက်ကြီးမဲ့လူတွေလုံးလုံးနေလုံးနေရမထင်တာပေါ့နော်အခုမြင်တော့မှသာအော်ဒီ drone ကိုမောင်းနေရနင်းလို့ပါလားဆိုလို့ဟိုအဲ့လိုပြောလိုက်တဲ့ချိန်မှာကိုကိုကိုလည်းအားရခဲ့ကိုဖွဲ့ကိုလည်းအားရခဲ့တရုတ်ဘက်က drone တွေကိုကြောက်ခဲ့လေဆိုရင်အဲ့လို ဲတော့သူတို့ရှိကိုအတီးတွက်ချရလို့ပြီးအတန်ကြားရုံနဲ့သူကြောက်နေရအဲတော့ချောင်းနှုတ်ခါမှာဆိုရင်ဆက်ကားစားဘက်ကကြားရဲ့ရှိရလေအဲ့ဒါသူကမြေမြုပ်ပေါ်ယူထက်ထက်ထားအဲပူကြီးဆိုရင်အဲအဲလူဆိုရင်ကသူကအဒုံးတန်ကြားနေသူကအဲ့ရောက်သူပြေးဝင်ပြီးပုံးတာအဲ့လောက်ကြီးဖြစ်ခဲ့ကြတယ်ကွာမိတ်တယ်မိတ်တယ်ကေတာဆိုရင်တော့ now video ကိုချိုတက်လင်းပြောတော့ရစကချက်လုံးနဲ့စင်ကြည့်အောင်ခမားတို့ကြောက်မယ်တော်လန်ကြီးဟာဒီနေ့ဒီချိန်လေးထိရောက်လာတယ် တယောက်တည်းကြောင်တော့မဟုတ်ဘူးအစုဖွဲ့လိုက်ထောက်ပံ့မှုတွေကြောင့်ကျွန်တော်ရဲဘော်တွေတော့လက်နက်တွေအကြီးတွေဒရုန်းတွေတပ်ဆက်နိုင်ခဲ့တယ်အဲ့တော့တမယောကြတော်လည်းရေအရင်တော့ကျွန်တော်ဟိုးအတက်ပေါင်းများစွာလည်းကနေပြီးတော့2021မတိုင်ခင်တော်လည်းရေတွေအထိကတမယောကြဒီဘက်ကျွန်တော်တို့မှာတော့အင်တာနက်တွေနဲ့ခေတ်မီနီးပညာနဲ့တော်လန်တယ်ကျွန်တော်ရဲ့ဒရုန်းတွေကြောင့်ပဲတော့စက္ကစကိုတော့ကောင်းမထောင်နိုင်အောင်ကျွန်တော်လုပ်နိုင်ခဲ့တယ်ဒီအချိန်မှာသူတို့လည်းတော့ ဟိုချီစာကြည့်တဲ့ကောင်တွေမဟုတ်ဘူးဆိုတော့နည်းနည်းတော့နော်အသိဉာဏ်လေးရှိတော့သူတို့လည်းကျွန်တော်တို့ drone နဲ့ပြန်ပြီးတိုက်ခိုက်လာတိုက်ခိုက်လာတဲ့အခါမှာသူတို့ဘက်ကဘာအာတာလဲဆိုတော့ drone တွေကိုနော်တင်မောတွေနဲ့လင်းနေနဲ့နော်တင်လာတွင်းလာခွင့်ရှိတယ်ကျွန်တော်တို့မှာတော့ဒီပညာလောက်ကိုပဲရအောင်ယူပြီးတော့မရမကနော်နီလန်ပေါင်းစုံနဲ့ကျွန်တော်တွင်ရတယ်သူတို့ဘက်မှာကွင်းနေတဲ့မှာတရဝင် drone တွေလေးကျင်ခွင့်ရှိတယ်ကျွန်တော်တို့တွေမှာ drone တွေကို ဘလောက်ပဲထုတ်လုပ်နိုင်ပါသေးတယ်လွတ်လပ်စွာလေ့ကျင့်နိုင်စွာနည်းတယ်အဲ့လိုနဲ့ပဲကျွန်တော်တို့အသာစီးကြအောင်เนาะဒရုန်းချမဲ့ဘုံဒီရဆိုတစ်ခုတိုင်းကိုကျွန်တော်တို့ဒီရဲဘော်တွေဒီเนาะကိုကောင်းလို့ဆိုเนาะအရင်တော့ဗီဒီယိုတွေတပ်ပုံတွေစာတွေရေးပန်းဒီလိုမျိုးเนาะကြော့ကြလေးနေခဲ့ရတဲ့သူတွေဒီပါဖြစ်လာတယ်ချောင်းတစ်ဖက်ပေးပြီးအပြစ်မအောင်တော်တဲ့တောင်ထဲမှာအထိလိုက်ပြီးတော့เนาะသူကိုယ်တိုင်ဒရုန်းမောင်းတယ်သူကိုယ်တိုင်သွားတယ်သူကိုယ်တိုင်လာတယ်သူကိုယ်တိုင်ချတယ်ဆိုတော့အသင့်တီသူပြန်လုံနိုင်တယ် ျွန်တော်ခြေနှစ်ဖက်လက်နှစ်ဖက်ရှိတာပဲကျွန်တော်သူ့တက်ပို့ပြီးနှစ်သသုံးသလုံးနိုင်ရမယ်သူ့တက်ပို့ပြီး၄50သလုံးနိုင်ရမယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေကိုပြောချင်တာကျွန်တော်တို့ဘာတွေဆုံရှုံထားလို့လဲကျွန်တော်တို့ပင်မန်းသွားရင်ကျွန်တော်တို့ကောင်းစွာနားနေခွင့်ရှိတယ်ကျွန်တော်တို့ခြေောက်ကိုခြင်ကိုက်ရင်ဘယ်ဘက်ခြေောက်ကိုကိုက်ရင်ညာဘက်ခြေောက်နဲ့ပုတ်လို့ရတယ်သူတို့ပုတ်လို့မရတော့လက်မရှိတဲ့သူတွေဆိုကျွန်တော်ဒီဘက်ဘယ်ညာဘက်ခြင်ကိုက်တယ်ဘယ်ဘက်လက်နဲ့ဆိုင်လို့သူတို့ဆိုင်လို့မရတော့ ်သူတို့ဒီတစ်ခုခုနိုင်ငံနဲ့တွန်းတိုက်လောက်ရတဲ့ဟာမျိုးတွေချက်တဲပါတယ်နော်ကျွန်တော်တို့တစ်ခုခုမကျင်လဲနှစ်ဖက်နဲ့ကောင်းကောင်းမတဲ့ချက်သူတို့လက်နှစ်ဖက်လုံးရှိသည့်တည်းအောင်ခြေောက်နှစ်ဖက်ကမထမ်းထားနိုင်တော့တဲ့အတွက်ကျွန်တော်တို့လောက်အလေးပင်နေမမနိုင်ဘူးဒါတောင်ကျွန်တော်တို့ဒတ်တာအောင်လုံနိုင်ကျွန်တော်တို့ခြေနှစ်ဖက်လက်နှစ်ဖက်နဲ့အကုန်တန်တမင်းမင်းရှိသေးတဲ့ပြည်သူတွေပြင်မှန်းတာပဲရှိပါကျွန်တော်တို့ပင်ပန်းပြီကျွန်တော်တို့နားတယ်ကျွန်တော်တို့တစ်ခုခုအားငယ်စိတ်သက်ကြမယ်ဆိုရင် ကျွန်တော်တို့တက်ပေးသက်ထားတဲ့ပင်မထားတဲ့သူတွေကိုကြည့်ပေးပါဝန်ရံပေးပါကျွန်တော်ဒါနံပါတ်1ပြောလို့ပါတယ်နံပါတ်2အနေနဲ့ကကျွန်တော်တို့ဒီနီးပညာစပွဲကိုတွားတဲ့အခါမှာတမယောကြစစ်တဲ့တိုက်လာတဲ့ကောင်တွေကိုကျွန်တော်တို့မြန်မြန်ဆန်ဆန်ကြီးအနိုင်ယူနိုင်တယ်ဆိုတာဒီ drone တွေကြောင့်ပါနော်ကျွန်တော် drone နေမှာဆိုမှဒီ radar တွေရှိတယ် fixed wing တွေရှိတယ်နော်နောက်ပြီးတော့ဟို kamikaze တွေရှိတယ်နော် suicide drone တွေရှိတယ် नो नो အခု FPV တို့ပါတော့အများကြီး drone မျိုးစားပေါင်းများရှိ အဲ့ဒါဒီဘသူတွေလောက်တာလဲနီးပညာသီနိုင်ငံသားကဆိုပေမဲ့ဒီဒသင်းတိုင်းလင်းနဲ့လေးလေးလိုပြန်တက်လေးရင်လိုပြန်တက်လေးဘောဝဲသွားသည်ထိရန်သူကိုတိုက်ခိုက်ချိန်မုန်းနိုင်တဲ့ drop ဘုံးတွေချနိုင်တာထိအားလုံးကိုတထိန်ကဂိမ်းဆော့နေတယ်ကျွန်တော်ရဲ့ညီလေးတွေနော်တထိန်ကကျွန်တော်ရက်ွက်ထဲမှာသူ့လိုခုလိုနေနေတဲ့အမေအိမ်ပြန်ပြီးတော့နော်အိမ်မှာထမင်းစားလိုက်ကြောင်းတက်လိုက်လှုပ်နေတဲ့ကလေးလေးတွေလှုပ်နေတာပေါ့အဲ့တော့ဒီလူတွေဒီတဖြည်းဖြည်းနဲ့စုဖွဲ့ရင်စုဖွဲ့နေတက်မှာတော့အဆင့်ရောက်လာတာ နော်တတ်တော်အသက်နေရောက်လာပြီအဲ့တော့အာမီဆိုတဲ့အသက်ကိုရောက်လာပြီတွက်ကြည့်ပါဦးအချိန်အားဖြင့်၄နှစ်စွန်းစွန်းပဲရှိသေးတယ်နော်စကံပေါင်းများစွာတိမ့်နိုင်တဲ့တိမ့်ဖို့အရေးချက်အပြည့်ရှိတဲ့ညီလေးတွေညီမလေးတွေဖြစ်နေပြီအဲ့တော့သူတို့ဘက်ကသူတို့တာဝန်ကျေပါတယ်ဒုံတပ်ဖွဲ့တွေရဲ့လူအချက်တွေကိုဘီသူတွေကဖိစီးပေးဖို့တိတ်တွင်းပေးတာဖြစ်ပါတယ်အဲ့ဒါကြောင့်အခုတလောအထွေထွေသူစစ်ကြီးပွဲအတွက်ဒုံတပ်ဖွဲ့ဝင်တွေလည်းကမ်ပိန်းလုပ်နေပါတယ်လူနိုင်မဲ့သူစစ်ရင်တော့ AOT တိုင်းရန်ကုန်တိုင်းကရေးပေါ်တွေကိုကျေပြုတ်ပြီးတော့လှူပေးကြပါလို့တောင်းဆိုချင်ပါတယ်။ရန်ကုန်တိုင်း AOT တိုင်းတထဲတွေအနုပညာရှင်တွေအခုချိန်မှာမင်းတို့မလှူခဲ့ရင်ကျွန်တော်တို့တော်လှန်ရေးအောင်တဲ့ချိန်မှာမင်းတို့နာမည်တွေမပါခဲ့ရင် အားမငယ်ကြပါနဲ့လို့ဒီကနေ့ပြောဆိုချင်ပါတယ်။ data swing dot no video မန္တလေးတိုင်းမှာစစ်မျက်နှာအသစ် PDF တွေကဖွင့်ထားလို့ဆိုရင်ကြောက်လန့်နေတဲ့မြောက်ကလေးကျိုးစုဦးရဲ့ဖိတ်ခေါ်တန်တစ်ချက်လုံးနားဆင်ကြည့်အောင် တော့တိုက်ပွဲတွေကကျွန်တော်တို့တော်လေးပြတ်ထပါတယ်သူတို့ရဲ့ရွေချက်ကတော့အဲ့ဒါပါပဲရွေချက်ကတော့မန္တလေးမြို့ကိုသူတို့စစ်မျက်နှာတစ်ခုထပ်ဖွင့်တာပါဒီစစ်မျက်နှာကတော့ဒါတော်တော်ကြီးကိုကျွန်တော်တိုက်ပွဲပြစ်တတ်တယ်ဒါတော့အကြမ်းဖက်သမားတွေကတော့ကျွန်တော်များမသေးမရှင်းတိုက်နေပါပဲအဲ့တော့ဒီတပ်မတော်ကလည်းဒီအကြမ်းဖက်သမားတွေရှိနေနေများရှင်းပါပဲလက်ရှိတော့ဗျာခင်ဗျားတို့ကအန်တီထောက်ခံလို့ကြက်ခန့်ရင်ထောက်ခံလို့ဆိုပြီးတော့အချင်းချင်းတွေတတ်နေကြတာခင်ဗျားတို့တတ်နေကြတာတစ်စိမ့်နေပို့ခင်ဗျားတို့လက်နက်ကင်ပြီးဒလန်လို့ဆွဆွဲပြီးတတ်နေကြတာတစ်စိမ့်နေပို့တချိန်ကခင်ဗျားတို့ကျွန်တော်တို့ရက်ရွာဒေတာဖွံ့ဖြိုးရေးတွေစောင့်ခဲ့တဲ့ ကျွန်တော်တို့တိုင်းချစ်ပစ္စည်းပုံကိုတွေပဲအဲဒီကောင်တွေက B2 တွေကိုတတ်တာ PDF တွေကိုတတ်တာ B2 အင်တွေကိုမြှို့ရတာသူတို့ရဲ့တင်ပေးမှုကြောင့်နားမလည်ဘူးလားခွေးသားရဲ့ဆက်ပြောကျွန်တော်တို့တိုင်းချစ်ချစ်တို့ပဲဒလန်တို့ဆွဆွဲခန့်နေပြည်သူတွေတိုင်းချစ်ချစ်တယ်ကခဏတို့တိုင်းချစ်ချစ်တာလားခဏတို့တိုင်းချစ်ဖြတ်တာလားဆိုတာခဏတို့သိဖို့လိုတယ်အဲစစ်ခွေးတွေဖြတ်တာခဏတို့တကယ်တိုင်းချစ်ချစ်လားတကယ်တိုင်းချစ်ချစ်တယ်ဆိုရင်ခဏတို့ ဒေတာလိုက်လက်နက်တွေစွန့်ပြီးတော့ကျွန်တော်တို့ဘယ်လိုပုံဝင်နေထိုင်ဆိတ်ချက်ပြီးတော့ခင်ဗျားတို့ဆောင်းရကြပါလက်နက်တွေစွန့်ပါအဲခင်ဗျားတို့ဒေတာကိုခင်ဗျားတို့တကယ်တိုးတက်ချင်လားတကယ်တည်ငြိမ်ချင်လားခင်ဗျားတို့ဒေတာမှာရှိတဲ့လူငယ်လူရွယ်တွေတကယ်ပဲပညာတတ်တွေဖြစ်ချင်လားခင်ဗျားတို့ကြည့်ပါဦးတကယ်ပဲဖွံ့ဖြိုးချင်လားအဲပြောပါလေခင်ဗျားတို့ကိုယ်တိုင်တက်ဆက်ရကျွန်တော်တို့ဒီလုံချိုးတစ်ဖက်ဝင်နေချိတ်ဆက်ပြီးလက်နက်တွေအတ်ကြပါအတ်ပြီးတော့ကိုယ်ဒေတာကိုဖွံ့ဖြိုးလုပ်ကြပါခင်ဗျားတို့အလင်းဝင်ပါခင်ဗျားတို့အသက်ကိုကျွန်တော်အာမခံတယ်အဲကျွန်တော်တို့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကိုချစ်လို့အာမခံတယ် ခင်ဗျားတို့အလင်းဝင်မယ်ဆိုရင်လည်းပဲကျွန်တော်တို့ချိတ်ဆက်ပြီးဆောင်ရပေးမယ်အဲ့ဒါကျွန်တော်တို့လုံးဝမလုပ်တော့ပို့ဘူးတိုးတော်လည်းပဲကျွန်တော်ဒီနိုင်ငံအတွက်ကျွန်တော်တို့လုံးဆင်းလုပ်လိုက်တာကိုကျွန်တော်ဝင်ပါလားအဲခင်ဗျားတို့စဉ်းစားကြည့်ပါခင်ဗျားတို့တိုင်းပြည်တကယ်ချစ်နေတာပို့ဘူးဗျာခင်ဗျားတို့တိုင်းပြည်ကိုဖျက်ဆီးနေတာအဲ့တော့ခင်ဗျားတို့စဉ်းစားပါခင်ဗျားတို့ဆက်တိုင်းပါတိုင်းရင်ဆက်တိုင်းပဲဒီတက်ဘလိုကတော့ခင်ဗျာရန်သူရှိနေတယ်ရှင်းပါပဲဒါတက်ဘလိုပူလာတာပဲတက်ဘလိုသဘောထားပဲတကယ်တော့ခင်ဗျားတို့လက်ရှိဖြစ်နေတာကနောက်ဆုံးရှိနေတယ်ပဲခင်ဗျားတို့ဒီလိုက်ခင်ဗျားတို့ပို့စရာအကြောင်းမရှိဘူးဒါခင်ဗျားတို့ရဲ့နောက်ဆုံး ခင်ဗျားတို့ကလုံနိုင်စွာကလက်ရှိအခြေအနေကဒါအမြင်ဆုံးဖြစ်နေပဲဖြည်းဖြည်းခင်ဗျားတို့ကြပါကြလာပါလိမ့်မယ်အဲ့လက်ရှိဘမောဘာမှမဖြစ်ဘူးလေဟုတ်ပါဘူးမဖြစ်ဘူးတဲ့လေရင်နစီတော်ပျက်ကျသွားပြီလေမြို့ကလေးရဲ့ဆက်ပြောပါဦးဟာတာတွေအေးရှိပါပဲဒါခင်ဗျားတို့လုံနိုင်စွာအကုန်ပဲခင်ဗျားတို့အဲ့ဒါအသက်ရှင်နေတယ်ခင်ဗျားတို့လူဘဝမှာလူလိုသူလိုနေနေတယ်လူနဲ့သူနဲ့သူအောင်နေနေတယ်ဆိုရင်ခင်ဗျားတို့အနေနဲ့လက်နဲ့တွေဆုံးပါလက်နဲ့တွေဆုံးလို့ရတယ်အဲ့ဒီလူမှမဟုတ်ခင်ဗျားတို့ဘဝတွေချိန်မုန်းခံရမယ် သူ့ဘဝကိုချိန်မှုန်ခံရဖို့နီးလာတဲ့အတွက်အတန်လေးတွေနေနေပြောင်းပြီးပြောတာဖြစ်ပါတယ်။ဖီဖီရှင်းချသွားမယ်တဲ့။ရခိုင်မစစ်ကူသွားတဲ့စစ်ခွဲတွေပြန်မလာတော့ဘူးအကုန်လုံးပြုတ်သွားတယ်မတွေ့ဘူးလား။ကချင်ပြည်နယ်မှာလည်းအလိုပဲ၊ကချင်ပြည်နယ်မှာလည်းအလိုပဲ၊ချင်းမှာလည်းအလိုပဲ။နေရတကာမှာမင်းတို့ရဲ့အစုလိုက်အပြောင်းလိုက်ပြုတ်သွားနေကြတာ။မင်းအော်သာလို့ဖြစ်နေကြတာ။မင်းကလန်ဖြူထောင်ဖို့ပြောတဲ့အချိန်မှာစစ်ခွဲအမြအပြလန်ဖြူထောင်နေကြပြီလို့ဒီကနေ့အမှကြားချင်ပါတယ်နော်။ ုတ်ကဲ့ပါတမင်ချင်းတောက်ဒီနေ့ညတင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time